ဒီပြပါလေဒီဆောဆောလေးကဝေဝေစီဒီလူလနာကတော့ဘလုံးပါရဲ့မိဘဖြစ်တဲ့ဦးလာမြတ်တော်ရဲ့ဒီလူကိုယေရှုပြီးတော့ကြောင်းဝါကြီးတော်ဝန်တန်ရာရှိပြီးသားဆိုတာကိုလည်းတော့ပြောပါလေ

အဲ့ဒီလိုလေးကိုမောင်းခင်ပြီးပြည်လို့ဒီကနေ့အပန်း ဝိသုဒ္ဓဘာသာဘာမှာအဲ့ဒီဝိသုဒ္ဓဘာသာဇာတို့တရားအားထုတ်တဲ့ယောဂီတွေကိုမညာမတာကိုပြောတာပါဗျာဘလို့ပြောတာလဲမညာမတာပြောတာလားသူယောဂီတွေကတော့ယောဂီအမြင်ကနေတရားယူတာတော့တယ်လို့အမြင်ကနေဒါပေမဲ့အမှန်အကမသိတဲ့အတွက်ဘာဖြစ်တယ်လဲမြတ်ပါဗျာဘုရားကြောင့်လမ်းဝဲနေလို့လားလမ်းဝဲနေတယ် ဘုရားတရားဆရာဝန်ကြီးကတို့ယောဂီတွေလမ်းလွဲနေပါဘို့ဆိုပြီးတော့တရားအဆောင်တွေကိုဝင်ပြပြီးတော့လမ်းမှရောက်အောင်တော်ပြင်ပြပြထားတယ်။နော်လမ်းမှရောက်အောင်တော်တဲ့သားတဲ့အတွက်ပါမိမိတို့ကြီးလိုက်ပါဦးဒီလိုယူကနတ်တာ ရှင်တွေ့တဲ့ဤအာဒီသမထကဝိပဿနာရှင်တွေ့တဲ့ဤကိုမှတမထရှင်သွားရှိတဲ့ဤရဲ့ဝိပဿနာရှင်သွားရှိတဲ့ဤရဲ့အခုဒီယောဂီတွေဖြစ်တော့နေတာကတမထနဲ့ဝိပဿနာကိုတစ်ချိန်စီတစ်လဲစီကျင့်ကြာပွားများအားထုတ်ပြီးတော့ဖြစ်တဲ့ကျင့်ကြီးကိုပါလို့ရတယ်ကျင့်ကြာပွားများအားထုတ်နေတယ်နောက်ဆုံးတရားတော့ ဘောတ္တဇဝေကိန္ဒာနိနော်ဝိဉ္ဇဉ်ယူလာတာဒီဟာ၄ပြီးရှိပါတယ်အဲ့ဒီ၄ပြီးရဲ့ဘုရားမိမိတို့ကကြိုက်တဲ့တရားကိုအားထုတ်တယ်ပါတယ်ဘယ်မှာရောနေလဲသမထဘုရားကဘုပ္ပဒနာကိုအဖြစ်ကြောင့်ပေါ်ပြအောင်အားထုတ်ကြလားဒါမှမဟုတ်ဘုပ္ပဒနာဘုရားကသမထကိုဘုပ္ပဒနာရှိသွားပြီးသမထတောင်းလိုက်တဲ့အမျိုးကိုအဖြစ်ကြောင့်ဝါမြအားထုတ်ပါလား ဓမ္မမလို့ရှင်လည်းတမထတော်ဝိပဿနာကိုတစ်ချိန်စီတစ်နေ့စီဘာမြတ်ခြင်းအားထုတ်ပါလားเนาะနောက်ဘုံနံပါတ်၄ရောဓမ္မဒေသဝိဒိတ္တဏီနဲ့ခြင်းကြံဘ ားတွေနာကြတယ်တရားတွေနာပြီးတော့မိမိတို့သိသနာတွေနဲ့နော်စမ်းသပ်ပြီးတော့တရားတွေထိုင်ကြပြီလားခံရတယ်အဲ့လိုတရားတွေထိုင်တရားတွေအားထုတ်တရားတွေနာတဲ့အခါမှာမိမိတို့ငကိုယ်တော့ကမှနေတဲ့နိလန်းတွေကိုမိမိတို့မပယ်ရှားနိုင်ဘူးလားပယ်ရှားနိုင်တယ်ဒါကြောင့်မို့နော်ဒီလိုဒီမှာဆရာကြီးက ရှင်သာဘုရားအာသနာရာတောတိကပါပိယိတာဝိသုဒိဏာတိကိစ္ဆံတိဝါယမန္တပိယောဂိနောယထာဘုရားအောမအာသနာတမတိဘုံမြဖြစ်၏ဝါအောမဟုမတိသောကြောင့်ဣဒာဤဘောဓမအရှင်ဘောဓမဣဒာသနာရော၌တောတိကပါပိဝိသုဒိကိုလိုခြင်းတောင့်တဘုံတိဖြစ်ပြည့်အတိယေယောဂိနောအခြင်းဘာဝနာ၌မပြည့်စင်သောလုံလာရှိသော မျိုးသားယောဂီတို့သည်ဝါယမနာဝိဝိတ္တုတိသို့မရောက်ဝိတ္တုတိသို့ရောက်ရွယ်မှန်၍ယံတရားအထုပါဘုံလျက်ကိဝိတ္တုတိရည်ရွယ်စိတ်ရှိသောဝိတ္တုတိကိုနာတိကိသံတိမြောက်နိုင်ကြပါ၏လို့တဏှာနှလုံး သုတ်တိနဲ့ပတ်သက်ပြီးတော့ဉာဏ်တော်အပညာကိုမိမိရဲ့အကျင့်တွေဟာဆင်ကြဖို့လို့အဟုတ်မှန်သိဖို့ င်းကြီးလူပြည်ကိုလာတဲ့ကြံအကြနေမှာဟောတာတယ်လို့ပြောပါတယ်။နော်။အဲဦးဇင်းတို့ဝိရောဇနာအာဒုရိနာတော့ဆိုတာဦးဇင်းတို့တက္ကတာဝကတန်ယုတ်ပါဠိတော်မှာလာရှိတာပေါ့နော်။ဒိသက္ကတာဝကတန်ယုတ်ပါဠိတော်မှာဆိုလို့ရှိရင်ဦးဇင်းတို့ဒီကဒီသတ္တနာဝကတန်ယုတ်ကဂါထာဆိုတဲ့အတိုင်းပဲဒီပါဠိတော်ဒီတုတ်တာဆို ပါဠိဘာသာတွေအင်တာမောက်များတဲ့သို့ဘောအိုက်ဒီယာမှာနော်ဝိရိယနဲ့ပတ်သက်ပြီးတော့ဘလို့ပြုစုသောလုံးလာကျုပ်ကိုအားလုံးကိုဝိရိယလို့ခေါ်တယ်လို့နော်ဒုရဂရကပါတယ်မြင်းကုန်နေတဲ့ဥစ္စာကိုဒါမြတ်စွာဘုရားကိုသောသောပြောတဲ့ကြားမင်းနဲ့ဝိရောဇနာသူတွေတို့ဟာရှောက်တဲ့ဥစ္စာတွေ ေါ့နော်ဒါလေးကိုဒါမိမိတို့ယောဂီတွေလည်းနှလုံးသွင်းရအောင်ဆရာတော်ကြီးကစာရိုက်ပြီးတော့ဒါယောဂီတွေကိုဝေခိုင်းထားတယ်ဒီကလာလေးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဝါယမေတဝပုရိသောယဝအထတနိဗ္ဗာန်နိဗ္ဗာန်သောဘနောအတောခန္တယာဝိညောတဝိသတိဘုရိသောယောဂျာတိအထတအကြောင်းကိစ္စဤ ယောဝနိဗ္ဗာန်ပြည်သည်တယံဝံမေဟောဝံမေဟောအတုယာတိသာလင်တိယတောကိအကြောင်းကိစ္စသည်နိဗ္ဗာန်တော်ဘတော်ပြည်သည်ချင်းသာလင်တိတေရရှိ၏တဲ့သူတရားကမ္မတွေလောကမှာတွေ့သည်မြောက်နေသည်မြောက်ကြီးလိုက်ပဲဆိုလို့ရှိရင်အော်ဒီဘုရားလျာအမ္မဓမ္မသဘေရာပဲ ဒီလိုရတော့အမဒါမကြောပါပဲဒီကောင်လေးရတော့အမဒါမကြောပါပဲဒီမင်းသားအမဒါမကြောတာပဲဒီမင်းသမီးကအမဒါမလှတာပဲလို့သူတို့ရဲ့လှပြတဲ့တဲ့ပုံတွေကိုမချီးကျူးကြဘူးလားချီးကျူးတယ်ဒါပေမဲ့ဒီမှာတော့တရားမင်းကြီးရမြတ်စွာဘုရားကိုဘယ်လိုလျှောက်လဲဆိုတော့ဘုရေသောရောင်ကြသည့်အတ္တသာအကြောင်းကိစ္စဤ ရှားဝနိဗ္ဗာန်ပြည်သည်တန်ရောဝံမိခောအာတို့ရာသည်သာလျင်တိအထောအကြောင်းသိသောသည်နိဗ္ဗာန်သောဘတော်ပြည်သည်ခြင်းသီသာလျင်ဖြစ်တယ်သိရှိတို့တရားကပါသည်ဝိပဿနာလောကမောင်းမောင်းအိမ်မှုကိစ္စပဲဖြစ်ဖြစ်နော်လူမှုရေးကိစ္စပဲဖြစ်ဖြစ်ဘယ်သို့တူသောအမှုကိစ္စပဲလုပ်လို့ မပြည့်စုံမဲ့ဒါလို့ရှိရင်အဲ့ဒီအမှုကိစ္စပြည့်စုံတယ်လို့ခေါ်ပါမလားခေါ်ဘူးဒါဝိဇ္ဇေနဆရာတော်ကြီးကဝိဇ္ဇေနယုဂနတ္တာပြည့်စုံပါလေအဲ့ဒီလိုပဲတဲ့ဝိဇ္ဇေနရောက်ခဲ့ပေါင်းသူတော်ကောင်းကြီးဒီမောဘီကြောင့်ယုဂနတ္တာတိုက်ကနေပြီးတော့ရှင်ဘုရားကိုသွားမယ်ဆိုလို့ရှိရင်ဘယ်လိုသွားပါလဲဘယ်လိုသွားပါလဲ အရှိန်ကဘုရားမှာလည်းသိရဒါပေမဲ့ရွှေကောင်ပြားကိုသွားကိုရည်ရွယ်ပြီးတော့ကျောင်းကနေဆင်းသွားပြီမြင်းကြီးဘုံကနေပြန်လဲလာမယ်ဆိုလို့ချင်းအဲ့လာဥဒိတာပြည်သူကိုခေါ်သလားအခေါ်ဘူးနော်ဘုရင်တို့ယူကတတ်တာနေဆိုတာလည်းအဲ့ဒီအတိုင်းပဲတည်လဲတည်ရမယ်ကျင်လဲကျင်ရမယ်နော်အဲကြောင့်ဘုရင်တို့ ယခုလိုကာကာလမှာဓမ္မရဲ့တရားမင်းကြီးအမြတ်စွာဘုရားတည်ထောင်တဲ့သာဝတိပြည်ရေကြုံအကြောင်းကိုလာပြီးတော့ဒီအကြောင်းကိစ္စတွေကိုရှောက်တယ်နော်ဒီကာလတရားဆိုလို့ရှိရင်လူတွေရေးသက်ထားတဲ့ကာလတွေမဟုတ်ဘူးတရားမင်းကြီးအမြတ်စွာဘုရားကိုရှောက်တဲ့ကာလဟုတ်လားနော်အေးဒီကာလတရားယခုလိုအခါကာလမှာအင်မတန်မှတောင်းဖို့မရှိဘူးလား ြည့်ရဲ့တော့တို့လူပြည်မှာဒီနေ့ဘယ်သူကြလာပြီလဲတရားမင်းကြလာပြီတရားမင်းကြလာပြီဆိုတော့တရားမင်းရွတ်တဲ့ဂါလာတွေရွတ်မှာပါပြပါလေတရားမင်းကမိမိတို့အကောင်းကျိုးပေးမှာဟုတ်လားနော်ဒါတနည်းတစ်ပုံအပြင်တို့လူတွေအများစုကတရားလို့ပြင်းဆိုလို့ရှိရင်လည်းဘာဖြစ်ကြလဲအထင်မကြီးကြဘူးက ဟဲ့ထင်ကြီးတယ်ကိုထင်ကြီးတယ်တရားမင်းဟာဘာလီဆိုတယ်လဲဆိုတာသိဖို့မလိုဘူးလားဘာလီပြောတယ်ဆိုတာလည်းသိဖို့မလိုဘူးလားအေးဒါတရားမင်းဟာမြတ်စွာဘုရားကိုရှောက်တဲ့ကာထာများဟုတ်လားအေးအဲ့ဒါလိုပဲတရားမင်းဟာဘာကြောင့်ဒီကာလကိုရှောက်တယ်လဲဆိုလို့ရှိရင်လောကကြီးမှာ အမှုကိစ္စပြည့်အောင်လုပ်တဲ့ဓမ္မလားတဲ့တဲ့တဲ့တို့ရကရကမှာလေ နော်တရားမင်းကြီးအလိုရှိတဲ့တင့်တယ်မှုလို့လည်းတင့်မယ်မတင့်တယ်ရင်ဘူးလားတင့်တယ်ခြင်းလည်းဆိုလို့ရှိရင်မိမိရဲ့အလုပ်ကိုမပြောင်းလို့ရပါလေကြီးစည်းအောင်လုပ်ရမယ်နော်ဒါကြောင့်မို့ဝိရောဇနာဒုရိနာတို့မှာဝိရောဇနာဒုရိနဲ့တရားမင်းကမြတ်စွာဘုရားသတင်းသုံးတဲ့ဇေထွန်ကြောင့်ကိုတွားပြီးတော့အပြန်လံကာလာနေနဲ့ရှောင်းတဲ့တရားမှာဒါတရားမင်းရှောင်းတဲ့ကာလာလေးကို မှတ်ပါဘူးနော်ဝါမေဒီဝါပုရိသောယောဝဟတ္တနိဗ္ဗာန်နိဗ္ဗာန်တောဘလောအတောခန္တရာဝေယောတဝိသတိပုရိသောယောကြတိအတ္တကအကြောင်းကိစ္စဤယောဝနိဗ္ဗာန်ပြည်တည်တယောဝါယမေကောအတောယာတိသာလင်တိအတောအကြောင်းကိစ္စတိနိဗ္ဗာန်တောဘလောပြည်တည်ခြင်းစေသာလင်ဖြစ်တယ်ယေရှိဤ တေတုတေပိသိယံကေတေကေခြေဘုံဘောကိသာလို့တွင်ကာတယာပိကံယကိသာတဘယောလုံမြတ်သောကိသာသည်နဝိသတိမရှိဣရာဤသကားသည်တကဝဇောအကြမိသကားသည်သာဝတိရဲ့သကားတဲ့ရာမရဲ့သကားတဲ့အဲ့လိုမျိုးအမှုကိစ္စပြီးချိန်မှလည်းတက်တယ်တဲ့ အမှုပိဒါပြီးသေးတာတက်တယ်တာလည်းမကဘူးတို့တို့ယောဂီပေါင်းသူတော်ကောင်းတွေဘာရဲ့နိစ္စဥတ္တံကိုခန်းနေရလဲသာသီဦးလေးရဲ့နိစ္စဥတ္တံကိုခန်းအောင်လားအေးဒါလုံးလုံးလတ်လတ်မိမိတို့တရားအားထုတ်တဲ့အခါမှာနော်ယာသီဥတ္တသဗ္ဗာယဖြစ်ဖို့လည်းမလိုဘူးလားလိုတယ်ယာသီဥတ္တကတော့အမြဲတမ်းသဗ္ဗာယပဲဖြစ်ပြီလို့ဒါပေမဲ့ပူတဲ့အခါမှာလည်းမလိုအောင်ပါလေမှန်ပါ မူလက်လျောင်းနှလုံးသွင်းပြီးတော့အဲ့ဒီအကူအညီကိုဒီကံမေးပါလို့ရမှာလေတရားအားထုတ်ရမယ်ဦးဇင်းတို့မြမပါလဲနော်ပြီးရင်ချောင်းပါမရှိဘူးလားအေးလောတရားမင်းကြီးဟာသူယောဂီတွေရဲ့စိတ်တွေစိတ်ဓာတ်သဘောထားတွေကိုသိပြီးသားဗျာနော်အဲဒါကြောင့်ကိုအဲ့ဒီတဲ့တဲ့ချင်းဆိုတဲ့နေရာမှာလေတိက္ကံတဲ့ကိစ္စနဲ့လွန်မြောက်တဲ့ကိစ္စကတော့ ရှိပါဘူးတဲ့။နောက်ဦးဇင်းတို့ပြဇော်ပြကြံကိုရောမြတ်ကြီးကပါတိမောဩဝါဒပါတိမောမှာလည်းခန္တီဝရမတဘောတိတ်ကံလို့ဩဝါဒကိနာဩဝါဒရေဒီမှာလည်းတရားမင်းကြီးကဘုရားကနာသူရိဏတို့မှာမြတ်စွာဘုရားကိုဘယ်လိုရှောင်းလာပြီလဲ။ဒီကံရမယ်တဲ့။ဘာလို့ရမှာလဲ။အဲအဲ့ဒီဒီကံမှလာတဲ့လောဘရတဲ့ဒီကံကျတဲ့ လွန်မြတ်တဲ့ကိစ္စဆိုတာမရှိပါဘူးဟုတ်လားအေးဒါတော့ရာဇဝတ္ထုနဲ့ပတ်သက်ပြီးတော့တို့ယောဂီတွေကိုသိခံရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်ဟောမိမိတို့ကတရားအားထုတ်မယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ရဲ့အနောက်ရှိတဲ့ညောင်းလာနိုင်ပြီလားညောင်းလာနိုင်တယ်ပတ်ဝန်းကျင်အနောက်ရှိတဲ့ညောင်းလာနိုင်တယ်နောက်ပြီးတော့ ဟိုမျိုးမျိုးရဆိုင်တရားနဲ့တဘာဝဘေးအန္တရာယ်ကြီးအောင်ရက်တွေလည်းမြင်ဆိုင်နိုင်ရမယ်ဘူးလားအေးအဲ့ဒါလေးကိုလည်းဘာလို့ရပါလဲဒီကရရမယ်အဲ့လိုဒီကမှပါလဲမိမိတို့နော်ဝိရိယအကျိုးလေးပါပြမှာလေအထားပြောင်းပါအဲ့လိုမှပေါ်ဘူးဆိုလို့ရှိရင်မိမိတို့ကြိုးစားအားထုတ်ကြတာကလည်းလည်းရည်တော်ဖြစ်နေပြီ ဘာလဲဝိညာဉ်ဆိုတာကအတိစရဏဆိုတာကအခြင်းဒါကြောင့်ဦးဇင်းတို့ဆရာတော်ကြီးကဒါနပြေသတာလေးကိုရွတ်တော့မယ်ဆိုတဲ့အခါမှာလည်းနမောတ္တာပြီးလို့ရှိရင်ဘေကုံတော်လေးနဲ့အရင်ပူဇော်လိုက်လေဝိညာဉ်ဆိုတာသမာဓိကဝိညာဉ်ဆိုတာသမာဓိကဝိညာဉ်ဆိုတာသမာဓိကဆိုတာ အတိအကျင့်နဲ့ပြည့်စုံရမယ်။နော်ဝိသာသာရှိပါလေရှိတယ်။သုံးပါလေရှိတယ်။စရဏပြာကတော့တစ္ဆတ်ပါပါရှိတယ်။ဒီတရားတွေလည်းဥစဉ်တို့တစ်လက်တစ်ခါလို့ဒါဟောပြထားတယ်ပေါ့နော်။အေးအဲ့ဒီတရားတွေကိုမသိရင် အကျင့်ပါလို့ရပါလေပြည့်စုံရမယ်အတိအကျင့်ပြည့်စုံပါလာလေပါပြပါလေမိမိတို့လူလားတောင်းတာလည်းမဟုတ်ဘူးနဲ့ကောင်ကိုရမှာဟုတ်လားအေးအဲအကြောင်းကိုမြတ်စွာဘုရားရှင်ဘုရောမြတ်ကြီးကအဘဒ္ဒသုံးပါကတိယောတ္တောဇနိတာသမေရေကုတ္တပရိသရဏောဝိသရဏသမ္မနောသောတ္တောဒေဝမနုတိတိ စနေဒသမေလူအပေါင်းနဲ့သာလူဝါလူအပေါင်းတို့တွင်ရေခြင်းသူတို့သည်ဂေါတပရိသရိနောအလွဲဟုအာဟုယပြုရာဟုဤဒေသူတို့အလွဲဟုအာဟုယပြုရာဟုသောသူတို့တွင်ခတ္တိယောကတ္တယခတ္တယသတ်ချီသောမင်းမျိုးသည်ဇေတောအပြတ်ဆုံးဖြစ်ပြီတဲ့ဦးဇင်းတို့အင်ဂျီယာနိုင်ငံမှာတော့နော် အနွယ်ရသတ္တရာအဗ္ဗဓမ္မကြီးတယ်ဟုတ်လားအေးအဲ့ဒီတရားမှာအမြတ်ဆုံးကဘာလဲမဲမျိုးဒီသာနဲ့အမြတ်ဆုံးတဲ့အဲ့ဒါလိုပဲတဲ့ဝိဇာဇနာကမ္မနောသောတေတုဒေဝမုဒေဟိဆိုလိုပဲဝိဇာဇနာကမ္မနောဝိဇာဇနာနဲ့ ေယောဒာရတိ30တဘုံမှာဆိုလို့ရှိရင်လည်းဝိညာစရဏသမဏလို့ခေါ်တဲ့ဥစဉ်လို့သမထအကျင့်ဝိပဿနာအကျင့်เนาะဝိညာ၃ပါးဝိညာ၈ပါးစရဏပြာ15ပါးနဲ့ပြည့်စုံမှသာဖြင့်လောကမှာအမြတ်ဆုံးကဲဘာကြောင့်ကိုဦးဇင်းတို့ယူကနတာဆရာတော်ဘုဂုံယူဥပ္ပန္နိတာကတို့ယောဂီပေါင်းသူတော်ကောင်းတွေကို ယောဂနာတာတရားကိုဟောရတယ်ဆိုတာသိတော့လားဘာကြောင့်ဒီလဲဟင်ဘုလောကကြီးမှာ30ဘုံမှာလူတွေနဲ့တည်းဖြစ်ကြံပွားများအားထုတ်နေတဲ့တရားတရားဟောဒီဝိဇာဇရဏတမ္မာနာကလည်းအမျက်ဆုံးသူတော်သိသွားတဲ့အတွက်တို့ယောဂီကြီးလည်းကိုစည်းတဲ့မြင်အထိမအမှမှာပွဲပြီလားဟမ်ပွဲပြီလား ဟာကွဲရတယ်ခင်ဗျားတော့ကွဲပြီလဲဆိုတယ်တယောက်ပါတာဟုတ်လားနော်အဓိကကတော့ဆန္ဒအချက်တွေလည်းကျင့်ကြံပွားများအထုရောက်မယ်အဲ့ဒီဆန္ဒအချက်တွေကျင့်ကြံပွားများအထုမှတာလည်းမိမိတို့လိုလားတောင်းတာလည်းဝိဇ္ဇာသုံးပါးဝိဇ္ဇာရှင်းပါဘူးရမယ်ဝိဇ္ဇာတွေဒီမှာအဝိဇ္ဇာတွေကိုပါလို့နိုင်ပါလေပင်သက်နိုင်ပါဟုတ်လားနော်ဒါကြောင့်မဟုတ်ရင်တော့ပြောသွားပြရစီကိုလိုနေကြီးကဒီလက္ခဏာဝါ အဘဒ္ဒအတော့ပါခတ္တိယောသစ္စာသနေတာသမေယေဘုဒ္ဓပရိသရိနောဝိဇာသရဏတာမဏောသောတိတောဒေဝပါတုတိတိသနေတာသမေလူအပေါင်း၌ဝါလူအပေါင်းတို့ဖြင့်ယေရေချင်းသူတို့သည်ဘုဒ္ဓပရိသရိနောအလွယ်ကိုအာဟုယာပြုကြကုန်၏ဒေသူတို့အလွယ်ကိုအာဟုယာပြုကြကုန်သောသူတို့ဖြင့် ခတ္တိယောခတ္တိယအမည်ရှိတဲ့မေမျိုးဒီသားနဲ့တက်တော်အမြတ်ဆုံးဖြစ်၏ယောအရှင်ပုဂ္ဂိုလ်တို့သည်ဝိဇ္ဇာသရဏသမ္မတော်ဝိဇ္ဇာသရဏနှင့်ပြည့်စုံပါ၏သောတုဝိဇ္ဇာသရဏနှင့်ပြည့်စုံကုန်သောပုဂ္ဂိုလ်တို့သည်ဒေဝမန္တုသည် လူပြင်းနှင့်ပြည့်အယောအပြင်သုံးတယ်ဘုံကဝါလူပြင်းနှင့်ပြည့်လို့၌တက်တော်အမြတ်ဆုံးသင်္ကြန် တတ္ထာနတုရောဇာဘဂဝါမြတ်စွာဘုရားသည်ဩဇာ ကိုယ်ပဲစိတ်ကံပြီးတော့မိမိတို့ဒေါ်လာတောင်းတာနဲ့အမှတ်ပေါ်နိဗ္ဗာန်အတွက်သမထဥပဒနာလို့ခေါ်တဲ့ဝိဇ္ဇာသနာတမာနာအဖြစ်နေတဲ့အမြတ်တော်ကအဖြစ်ဉာဏ်ပေါင်းများအထုတ်နိုင်ပြီးအဆုံးစွန်သောဘဝနောက်ကာလမှာနိဗ္ဗာန်ကိုမြတ်မောက်ဖွင့်နိုင်ကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေဖြစ်ကြပါသည်သတိရတို့ပရဏ